မက်မှန်းမြို့အခြေခံပညာထက်တန်းကျောင်းတွင်အပြည်ပြည်ဆိုင်ရာမူရစ်စေဝါလွယ်တော်မှုနှင့်တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနှင့်အထိမ်းအမှတ်အကျိုးဟောပြောပွဲနေရန်ကဆာဆောင်ပြပွဲနှင့်စာအုပ်စာဆောင်ပြပွဲအခမ်းအနားကျင်းပတဲ့တွင်ကိုတင်ဆက်ပေးမှာဖြစ်ပါသည်။ရန်ပြည်နယ်ရှိပိုင်းဝါကိုပိုင်အုပ်ချုပ်ခွင့်ရတိုင်းမက်မှန်းခရိုင်ပြည်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့ပူးပေါင်း၍အပြည်ပြည်ဆိုင်ရာမူရစ်စေဝါလွယ်တော်မှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖြတ်ရေးနှင့်အထိမ်းအမှတ်အကျိုးဟောပြောပွဲ နေရန်ကဆာဆောင်ပြပွဲနှင့်စာအုပ်စာဆောင်ပြပွဲအခမ်းအနားကိုယမန်နေ့နေ့လယ်တနာရီချိန်ကမမန်းမြို့အခြေခံပညာထက်တန်းကျောင်းတွင်ကျင်းပပြုလုပ်ခဲ့ပါသည်အခမ်းအနားတွင်မမန်းခရိုင်စီမံအုပ်ချုပ်ရေးဖွဲ့ဥက္ကဋ္ဌဦးကျော်တောင်မှအဖွင့်မှာစကားပြောကြားခဲ့ပါသည်ဆက်လက်၍မမန်းခရိုင်ခရိုင်ရဲတပ်ဖွဲ့မှရဲမှူးညွန့်ဝင်းမှမူရစေဝါနှင့်ပတ်သက်၍အသိပညာပေးဟောပြောခြင်း မြို့နယ်ဥပဒေအရရှိဥထက်ပိုင်ဦးမှမူရစေဝါနှင့်ဥပဒေအခန်းကဏ္ဍအကြောင်းဆွေးနွေးဟောပြောခြင်းမြို့နယ်ကျန်းမာရေးဦးစီးဌာနမှဒေါက်တာတိုးသူရအောင်မှမူရစေဝါနှင့်ကျန်းမာရေးဆိုင်ရာအသိပညာပေးဟောပြောခြင်းနှင့်ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှလက်ထောက်ညွှန်ကြားရေးမှဒေါက်သိန်းတန်းထေကမူရစေဝါသုံးဆွဲခြင်းဖြင့်နောက်ဆက်တွဲခန်းစားရမည့်စိုးကျများအကြောင်းကိုပါဝါပွိုက်များဖြင့်အကျေတဝင့်ဟောပြောဆွေးနွေးခဲ့ကြပါသည် ထို့နောက်ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှလက်ထောက်ညွှန်ကြားရေးမှူးဒေါ်တိန်သန်းထေးမှဆွေးနွေးဟောပြောခဲ့ကြသည့်အကြောင်းအရာများကိုအထက်တန်းအဆင့်ကျောင်းသားကျောင်းသူ10ဦးအားမိကိုများမိမြန်း၍မိခင်နှင့်ကလေးဆောင်ရှောက်ရေးအဖွဲ့ဝင်များနှင့်အမျိုးသမီးရေးအဖွဲ့ဝင်များကစုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ကာအခမ်းအနားတက်ရောက်လာကြသူများကိုမမန်းခရိုင်ယုံလက်ထောက်ညွှန်ကြားရေးမှူးဒေါ်တိန်သန်းထေးမှတာဝန်ခံထုတ်ဝေသည့်အပြည်ပြည်ဆိုင်ရာမူရစေဝါလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖြတ်ရေးနေ့အထိမ်းအမှတ်ရွှေတန်လွင်မော်ဖမြေလက်ကမ်းစာဆောင်ကိုပြန်ဝေခဲ့ကြပြီးပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာနမှပြသထားသည့်နေရန်ကတ်စာဆောင်ဓာတ်ပုံပြပွဲနှင့်စာအုပ်စာဆောင်ပြပွဲတို့ကိုဌာနဆိုင်ရာတာဝန်ရှိသူများကျောင်းသားကျောင်းသူများနဲ့ဆရာဆရာမများကစိတ်ပါဝင်စားစွာလှည့်လည်ကြည့်ရှုခဲ့ကြကြောင်းသိရှိရပါတယ်ခင်ဗျာ